အားလုံးပဲမင်္ဂလာပါ။ဝတ္တရှိကတော့ News Gallery Channel ကနေပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ဝတ္တရှိက N3 သမားလေးတွေအတွက် Day 6အနေနဲ့နောက်ထပ်ခန်းကြီးလေးတွေကိုဆက်ပြီးတော့ sharing လုပ်ပြီးတွေ့ချင်ပါတယ်။ဒီနေ့မှာတော့ဝတ္တရှိကဒီ Ito ခန်းကြီးနဲ့ပတ်သက်တဲ့ဆက်ဆက်စင်ပေါ်ခန်းကြီးတွေတွေ့လုံနေနဲ့အနည်းဆုံးဒီဗီဒီယိုကြည့်လို့ရှိရင်ခန်းကြီးအလုံး30လောက်ရသွားမှာပါ။အဲကြောဝတ္တရှိကဒီအလုံးတွက်ပေါ့နော်။ဒီခန်းကြီးထဲမှာပါတာပဲဖြစ်ဖြစ် reading တွေမှာပါတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းတနေရာမှာပါတာပဲဖြစ်ဖြစ်ပေါ့နော်။ဒီခန်းကြီးလေးတွေကိုမှတ်မိသွားစေဖို့အတွက်ရည်ရွယ်ပြီးတော့ ဒီဗီဒီယိုလေးကိုလုတ်ပေးဖြစ်တာပါအတော့ဗဒိရဲ့ channel ကဒီသမားဗီဒီယိုတိုင်းကိုလွတ်မသွားချင်ဘူးဆိုရင် channel လေးကို subscribe လေးလုပ် notification on ထားခဲ့လို့ရပါတယ်ရှင်မြန်မာနိုင်ငံကဆိုရင်လည်း VPN လေးခန့်ချပေးဖို့ request လုပ်ပြစီကိုတွေ့အဆင်ပြေတယ်အကျိုးရှိတယ်ဆိုလို့ရှင်လည်း comment မှာမှတ်သားပေးခဲ့လို့ရပါတယ်ကြည့်ထားဆိုရင်ဒီနေ့ဗဒရှင်ရဲ့ YouTube E2 ခန့်ကြီးနဲ့ဆက်ဆက်ဆင်ပွားတဲ့ခန့်ကြီးတွေကိုလိုက်မဲ့ကြမယ်နော် ပထမဦးဆုံးခန်းကြီးပထမဦးဆုံးခန်းကြီးလေးရရှေ့ရအက်ကြီးအပေါ်ကအဖြူရောင်ပါမယ်အောက်ကရေးပါမယ်အဲ့တော့ဝတကြီးကမှတ်လို့လောရောင်လုံးမှတ်ပေးတာနော်မလို့ခြင်းလေးရတယ်ဒီနည်းကိုအက်ကြီးအဖြူရောင်နဲ့လေမီဆူးဆိုတဲ့ရေပေါ်မှာဝတကြီးတို့မြင်းချောင်းလေးတွေမြင်းလေးတွေတားမယ်ပေါ့ကွအက်ကြီးအဖြူရောင်နဲ့ရေပေါ်မှာမြင်းတားမယ်အဲ့တော့ဆန်းဆိုတာမြင်းချောင်းဖြစ်ပါတယ်အက်ကြီးပါမယ်အဖြူရောင်ပါမယ်ရေပါမယ်အက်ကြီးအဖြူရောင်နဲ့ရေပေါ်မှာဆန်းဆိုတဲ့မြင်းလေးတွေတားပါမယ်နောက်တစ်ခါကျတော့သူနဲ့ဆက်ဆက်တဲ့စကလုံးတွေကဘာတွေလဲဆိုလို့ရှင်တွဲလုံးတွေကတော့ဆန်းရုဆန်းရုဒီ ယထာတန်လန်းကိုပြောတာဖြစ်ပါတယ်နောက်ကရိုးကလန်းပေါ့နော်အဲ့တော့မြင်းလိုမျိုးလန်းသည်ယထာတန်လန်းမရှိရလေနော်အဲ့တော့ဆန်ရုဆန်ရုယထာတန်လန်းနောက်တစ်ခုကကြတော့ခော့ဆန်ရှီယခော့ခုတီခော့ခုတူတလုံးနဲ့ဆိုရင်ခော့ခုတေးသွားတွေပါတယ်မှာသုံးတော့တေးသွားဆိုင်လေးတွေပြတဲ့ခါမှာလေဝတ္တိကိုကွတ်ကွတ်ကောက်ကောက်လေးတွေပြတယ်မလားကွတ်ကွတ်ကောက်ကောက်လေးတွေကွတ်ကွတ်ကောက်ကောက်လေးတွေပြတယ်အဲ့တော့ဒါသည်မြင်းခွေဖြစ်ပါတယ်ခော့ဆန်မြင်းခွေနောက်တစ်ခုကကြချော့ဆန်ချော့ဆန်ကကြတော့သူကလေ နာအိုစုခန်းကြီးရှိရနာအိုစုပြုတ်ပြင်းနာတို့ဘာတို့မှာသုံးနေပြင်းနာအမားပြင်းနာတို့ပြုတ်ပြင်းနာတို့မှာသုံးနေနာအိုစုအဲ့တော့ပြင်ထားတဲ့မြင်းချောင်းဒီ chalk ဆန်မြင်းချောင်းဖြစ်ပါတယ်အချီဖြူရောင်နဲ့အရေးပေါ်မှာဆန်ဆိုတဲ့မြင်းချောင်းတွေဆွဲမယ်ဆန်ရုဆန်ရုယထာတန်လန် chalk ဆန်မြင်းခွေ chalk ဆန်မြင်းပြနောက်ထပ်တစ်လုံးနောက်ထပ်တစ်လုံးက ရှေ့ကအက်ချီနောက်ကဒါသည်ဝတ္တရှိကိုရောင်းတာရောင်းတဲ့ခန်းကြီးအဲ့တော့အက်ချီကြီးရောင်းတာကိုဆက်လက်ပြုလုပ်မယ်သူ့ရဲ့မွေးခန်းကြီးကစစ်စုကူတို့စစ်စုခဲရူတို့ဖြစ်ပါတယ်အက်ချီတွေကိုရောင်းမယ်စစ်စုခုစစ်စုခုရဲ့သဘောတရားကဘာလဲဆိုလို့ရှိရင်ဝတ္တရှိကိုသူကတော့စစ်စုခုနဲ့စစ်စုခဲတူကတော့တာရိုရှိဂျီတို့ရှိပေါ့နော်စစ်စုခုဆိုလို့ရှိရင်သူကတာသူဆက်ပြီးတော့ဖြစ်ပွားတာတွေကိုစစ်စုခုစစ်စုခု now စစ်စုခဲရူကကြတော့ဆက်လက်ပြီးတော့လှုပ်ဆောင်တာကိုကိုတိုင်ဆက်ပြီးတော့လှုပ်ဆောင်တာစစ်စုခဲရူနောက်ကွာဒီမှာဆိုရင်ဆဲစုကဆဲစုစုခုပေါ့နော်ဆဲစုစုခုဆိုလို့ရှိရင်ဝတ္တရှိရှေ့တုန်းကတင်သွားခဲ့တဲ့မှာပါတယ်လက်ခန်းကြီးလေးနဲ့တင်တဲ့ခန်းထဲမှာပါတယ်လေဆဲစုစုခုဆဲစုစုခုကကြတော့ဒါချိန်ညာချိတ်ဆက်တာပေါ့နော်ချိတ်ဆက်တာတခုခုချိတ်ဆက်တာဆက်ဆုပ်ဆုပ်ခုချိတ်ဆက်တယ် ပြန်ပြောပါမယ်အချီတွေရောင်းတာကိုစစုကုစစုကုကဆက်လက်ဖြစ်ပေါ်တယ်စစုခဲရုဆက်လက်လုံးဆောင်နေစစစုကုချိန်ဆက်ပါမယ်နောက်ခန်းကြီးတလုံးနောက်ခန်းကြီးတလုံးကတော့မတရှိတော့ အမ်ခန်းကြီးမော်စတာကနေလူတွေဆိုရင်တော့ Unforgiven ရပါပြီးသားပေါ့နော် HG ရနောက်ကရေအပေါ်ကဒီအီးပြောင်းမြန်လုံးပုံစံမျိုးလေးပေါ့နော်ဒါလေးဆိုလို့ရှင်တော့မသိရှိကတော့မှတ်မှတ်ပြီးတယ်လို့မှတ်မှတ်ပြီးတော့ပါဘူး Midori Midori ဆိုတဲ့အစိမ်းရောင် Midori ဆိုတဲ့အစိမ်းရောင်သူက Rocku ဆိုပြီးတော့သုံးပါမယ်တော်တော်များများ Midori ကိုသိပေမဲ့သူနဲ့တွဲတဲ့ Rocku တွဲလုံးနဲ့သုံးတဲ့ဟာတွေဆိုရင်မှတ်မှတ်မိတဲ့ကြောက်ပေါ့နော် Midori အီးလို့ဆိုရင်အစိမ်းရောင်နောက်တစ်ခုကကြ Rocku ကြအစိမ်းရောင်အစိမ်းရောင်လက်ဖက်အစိမ်းရောင်လက်ဖက်ဆိုတော့တချို့ Green Tea ကိုပြောတာပေါ့နော်နောက်ကချကအိုးချရ ဲ့လက်ဖက်ရည်ခန်းကြီးလေးနော်အဲ့တော့ rokucha 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 ဆိုရင် green tea ဖြစ်ပါတယ် နောက်တစ်ခုနောက်တစ်ခုကရှေ့ရအက်ကြီးနောက်ကဝတ်သရှိတို့ခိုးဆက်ယုံနေပါတယ်မှာသုံးနေဟာပေါ့နော်ဆက်ယုံနေပါတယ်မှာသုံးနေဆောက်လုပ်ရေးတွေပါတယ်မှာသုံးနေခိုးခန်းကြီးတွေဖြစ်ပါတယ် N5 ခဏရပါပါတယ်အက်ကြီးရအဲ့ဒီခိုးရပေါင်းလိုက်တဲ့အခါမှာဘဲနီဖြစ်သွားပါတယ်ဘဲနီဘာလဲဆိုလို့ရှိရင်ဝတ်သရှိကလေခုချီဘဲနီနှက်ခန်းနီတို့ခိုးချရောမှာသုံးမယ်ရှေ့ရပါဇက်ပေါင်းနဲ့တွေ့တဲ့အခါမှာခုချီဘဲနီခုချီဘဲနီကနှက်ခန်းနီနောက်ကချနဲ့လည်းတွေ့လို့ရသေးတယ်ခိုးချခိုးချဆိုလို့ရှိရင်တော့ဒါဝတ်သရှိတို့လက်ဖက်ရခုချခိုးချ တွေ့မှတ်ထားလို့ရပါတယ်။နောက်ထပ်ခန်းကြီးတစ်ခုနောက်ထပ်ခန်းကြီးကရှေကာအီတိုနောက်မှာဝတ္တရှိုတရားလေးပေါ့နော်ဒါလေးပါတယ်။အဲ့ဒါလေးနဲ့ဆိုလို့ရှိရင် Q ဆိုပြီးတော့သုံးမယ်။ Q Q တိတာအဆင့်အဆင့်တွေကိုပြောတဲ့အခါမှာသုံးတယ်ပေါ့နော်။အဆင့်တွေပြောတဲ့အခါမှာသုံးတယ်။ Q Q ဆိုလို့ရင်ဒါမြင့်တဲ့အဆင့်ဆိုတော့ဝတ္တရှိတို့ပြောမယ်ဆိုရင် luxury ပေါ့နော်အထက်တန်းအဆင့် Q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  ဆိုရင်အထက်တန်းအဆင့် Q Q အလယ်အဆင့် ဇော Q အထက်အမြင့်နဲ့ဆင်ပေါ့နော် QQ 2Q ဆိုရင်တော့ဒါအလယ်လက်ဆင်ပေါ့အဲ့တော့ပြန်ပြောမယ် QQ ဆိုလို့ရှိရင်အဆင်မြင့်ဇော Q အထက်တန်းဆင် 2Q အလယ်ဆင်နောက်တစ်ခုနောက်တစ်ခုကကြတော့ရှေ့ကအချီနောက်ကဒီခန်းကြီးလေးရလေခခုဆိုတဲ့အတီတီအချီအတီတီဒီရခခုဆိုပြီးတော့ပြောပါရဲအချီအတီတီရလို့ရှင်ဆက်သွဲကြမယ်နော်ရခခုရန်ရခခုမှာသုံးပါမယ်ရန်ရခခုဆက်သွဲတာရန်ရခခုဆက်သွဲတာ နောက်တစ်ခုနောက်တစ်ခုကအချီရဲ့နောက်ကဝတ္တိရှိလို့လေအရှိရက်ခန်းကြီးအဲ့တော့အချီရဲ့အရှိရက်ရပေါင်းလိုက်တာအရှိရက်ကအချီဒီကိုအရှိရက်ကအချီအရှိရက်မှလေအချီနဲ့ပတ်သက်ပြီးတော့လေ့ကျင့်နေကြတယ်လို့မှတ်လိုက်ပါ range you range you လေ့ကျင့်နေ range you လေ့ကျင့်နေနောက်ကရှုကတော့ဝတ္တိရှိလို့နာရအုပ်တင်ယူတင်ယူတဲ့ခန်းကြီးဖြစ်ပါတယ် range you လေ့ကျင့်နေ ်နောက်တစ်ခုနောက်တစ်ခုကကြတော့ရှေ့ကအက်ကြီးနောက်ကဒီအပေါ်ကဟာလေးဒီဆာမိုရိုင်းခန်းကြီးပါမတကြီးတို့ဟိုကမြေကြီးခန်းကြီးနဲ့မတူပါဘူးမြေကြီးကအောက်ကရှည်တယ်ဆာမိုရိုင်းကအောက်ကတူတယ်ပေါ့နော်အဲ့တော့အက်ကြီးနဲ့ဆာမိုရိုင်းရဲ့ဒီအောက်ကဗဇက်ကလေးကိုပေါ့နော်မူဆူးဘူးချီနောင်တယ်အက်ကြီးနဲ့ဆာမိုရိုင်းရဲ့ပသက်ကိုတော့ချီနောင်လာမှမရလေနော်ကြံကြံပဲပဲရှောက်မှတ်တာပါအဲ့တော့အက်ကြီးနဲ့ဆာမိုရိုင်းရဲ့ဗဇက်ပေါက်လေးကိုမူဆူးဘူးချီနောင်ပါမယ်မူဆူးဘူးချီနောင်တာချီနောင်နေဆိုတာတယောက်နဲ့တယောက်ချီနောင်တာတွေမှလည်းသုံးလို့ဝတ္တိရှိတို့ကဘယ်လိုပြောမလဲတန်ရုံးစင်နေချီနောင်တာတွေပါတယ် ကျန်ဘညာတရကာတွေမှာလည်းသုံးတယ်ပေါ့ကွာတကယ်တော့သုံးတာလားမသုံးတာလားကိုပြောချင်တာမဟုတ်ဘူးခက်ခွန်းလေးကိုမှတ်ရစေချင်တော့အဲ့ဒီမူစုဘူးတီဝဒကြီးတို့ဒီလက်ထက်တဲ့ခန်းကြီးမှာလည်းပါတယ်ပေါ့နော်ခက်ခွန်းလက်ထက်တာခက်ခွန်းလက်ထက်တာပြန်ပြောပါမယ်မူစုဘူးကချီနောင်တာဒါလေးကလေးနေပြက်နေလို့ဝဒကြီးမှားတာကိုပြန်မပြန်သေးလား ဒါလေးကချော့ခုပေါ့နော်ခက်ချော့ခုခက်ချော့ခုဆိုတာနောက်ဆုံးမှာတော့ခက်ချော့ခုနောက်ဆုံးမှာတော့နောက်တစ်ခုကခက်ခိုခက်ခိုကဝတ္ထုကိုဗာပြောမှလဲဆိုလို့ရှင်တော့တော်တော်လေးဆိုတဲ့ဟာနာအကျစ်ကျစ်ပေါ့နော်ခက်ခိုနာခက်ခိုနာတော်တော်လေးခက်ခုံကတော့လက်ချက်တာပြန်ပြောပါမယ်အက်ချီတွေနဲ့ဆာမူရိုင်းရဲ့ပါဇက်ကိုမူဇူဘူးချီနောင်နဲ့ခက်ချော့ခုနောက်ဆုံးမှာတော့ခက်ခိုနာခက်ခိုနာတော်တော်လေးခက်ခွန်ခက်ခွန်ကလက်ချက်တာ အဲခက်ခိုရဲခက်ခိုဒက်တော်ပါပြီဆိုရင်လည်းဒါလေးပဲတောင်းတာပေါ့နော်ရဲခက်ခိုဒက်တော်ပါပြီခက်ယုံမလားဘာညာလဲဆိုတော့ဒီလို level ရောအောက်က level ရောတင်ခဲ့ရတယ်ဒီနော်ဒီရဲခက်ခိုဒက်တော်ပါပြီဆိုပြီးတော့တောင်းနောက်တစ်ခုနောက်တစ်ခုကဘာတရှိရရှေ့ရအချီနောက်ကဘာတရှိရမတထပ်ပြီးတော့ခန်းကြီးရမြေကြီးရမြေကြီးပေါ်မှာလေအချီတွေကိုထပ်ပြီးတော့လုံမှာဘာနေနဲ့လဲဆိုရင် K sign CY ရအနေနဲ့ K sign K sign CY k z i n စီပါရေး k k a n အတွေ့အကြုံ k k a n အတွေ့အကြုံ k y k y ရကြတော့စီမံခန့်ခွဲမှုအကြောပြန်ပြောပါမယ် k z i n စီပါရေး k k a n အတွေ့အကြုံ k y စီမံခန့်ခွဲမှုနောက်ထပ်ခန့်ကြီးတစ်ခု နောက်တဲ့ခန်းကြီးတစ်ခုကတော့ဝတ္တိရှိလို့ရှိရဣတုဆိုတဲ့အချီနောက်ကလေအာယမတွစ်ဆုံတဲ့ခန်းကြီးအဲ့တော့အချီလေးကိုတွစ်ဆုံတာအချီရဲ့တွစ်ဆုံတဲ့ဟာနဲ့ပေါင်းလိုက်တဲ့ခါမှာဝတ္တိရှိလို့ကပကြီးပေါ့နော်အဲဆိုတဲ့ပကြီးဖြစ်သွားတာအဲဆိုတဲ့ပကြီးအဲဟွန်းဆိုလို့ရှိရင်တော့ဒါပကြီးစာအုပ်ရုပ်ပြစာအုပ်ခိုက်ကခိုက်ကဆိုလို့ရှိရင်ဒါပကြီးရုပ်ပုံပေါ့နော်အဲ့တော့အဲပကြီးခိုက်ကကရုပ်ပုံအဲဟွန်းဆိုရင်ပကြီးစာအုပ်ရုပ်ပြစာအုပ်ဖြစ်ပါတယ် နောက်တစ်ခုနောက်တစ်ခုကရှိရအချီရဲ့နောက်ကမဲ့လေးနဲ့တူတယ်ပေါ့နော်ဒါပေမဲ့မဲ့တော့မဟုတ်ဘူးသူကအောက်မှာအရှိကြီးဆွဲထားတယ်အဲ့ဒါနဲ့ပေါင်းလိုက်တဲ့ကံမှာဝတ်သရှိတို့လေခုမှုခုမှုဆိုတဲ့ခန်းကြီးဖြစ်သွားပါတယ်ခုမှုခုမှုကလေအဖွဲဖွဲတာများသောအားဖြင့်တော့ခူမီတာတဲရုကိုယဉ်နီးကြမယ်ထင်ပါတယ်ခူမီတာတဲရုတက်စင်တာခူမှုကအဖွဲဖွဲတာခူမီတာတဲရုကတက်စင်တာပြီးရင်ဘန်ကူမီလည်းကြားဖို့မယ်ထင်ပါတယ်ဘန်ကူမီဘန်ကူမီဆိုရင် TV အစီအစဉ်တွေပါတယ်မှာသုံးတာဖြစ်ပါတယ် နောက်တစ်ခုကကြာရှီယာအချီရဲ့နောက်ကလေခွက်ရဲ့လေခွက်အချီလိုမျိုးလေခွက်ဆိုမှာတော့ဂျင်းနဲ့သေးရလေနော်ဟိုဆိုကြီးဟိုဆိုကြီးကသေးတွေရာတွေဘာတွေမှာသုံးတယ်ဂျင်းမြောင်းနဲ့ခမကိုက်တီတီနှုံနှုံလေးတွေမှာသုံးတယ်ဟိုဆိုကြီးခမကိုက်ခမကိုက်ဥခနဲ့ဆိုရင်တော့ဒါငွေရဲ့ကြွေအနုပ်တွေမှာသုံးတာပေါ့ဒါဆိုတော့ဒါကအီတိုခန်းကြီးနဲ့ပတ်သက်ပြီးတော့အကုန်လုံးအကုန်လုံးတခါတည်းစုပေးထားတာဖြစ်ပါတယ်အားလုံးဘယ်နှလုံးအောင်ရှိလဲဆိုလို့ရှိရင်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32လုံးတောင်ရှိပါတယ်ဒါကတော့ဒီ ဟိုတကြီးကအော်ဘယ်စာအုပ်တည်းရလဲဆိုလို့ရှိရင်ဆူမတော်မဲခန်းကြီးစာအုပ်တည်းရပေါ့နော်ဆူမတော်မဲခန်းကြီးတွေကအဲ့ဒီနဲ့ပတ်သက်တဲ့ဒီဤသူနဲ့ပတ်သက်တဲ့ခန်းကြီးတွေကိုစုပေးခဲ့တာဖြစ်ပါတယ်အားလုံးပေါင်း7လုံးရှိပါတယ်အဲ့ဒါအောင်မှတွဲလုံးနေနေဆိုရင်ဒါလေးဒီဗီဒီယိုလေးကိုရအောင်ကြည့်လိုက်လို့ရှိရင်အနည်းဆုံးအာဘယ်နှလုံးလောက်ရမလဲဆိုတော့အလုံး30 40လောက်တော့ရသွားမယ်ထင်ပါတယ်တွဲလုံးလေးနဲ့တက်ခွဒါဆိုရင်တစ်ခါလေးလေးစုစည်းပြီးသားဖြစ်သွားတော့တစ်ခါလေးဒီမှာ တခါတော့ revision ပြန်လို့ရတယ်တခါတော့မှတ်လို့ရတယ်ပေါ့အမင်းများတဲ့စကားလုံးတွေလည်းအများကြီးပါတာဖြစ်တဲ့ကြောင့်မလို့တခြားလေးကြည့်လို့ရှင်တော့ဆောင်းမွက်အတွက်တစ်ခုခုအထောက်အကူဖြစ်မှာပါဒီထက်ကနေတစ်ခုပါလေကိုအတွက်တမှတ်ရမယ်နှစ်ခုပါရင်နှစ်မှတ်ရမယ်ပေါ့နော်အာ ဒီခန်းကြီးထဲမှာမပါရင်တော့ဝတ္တရှိကို read နေဖတ်တဲ့အခါမှာပါလာကောင်းပါလာနိုင်ပါတယ် reading grammar တွေအန်တရီအဆင့်ရပြီဆိုရင်တော့ဝတ္တရှိတို့ကတော်တော်များများခန်းကြီးရင်နေပဲဖော်ပြတာများတော့လေခန်းကြီးရမှဖြစ်မှာပါ n54 level ရခန်းကြီးတွေမကျင်ညက်ခဲ့တဲ့လူဆိုရင်ပို့ပြီးတော့တိုင်ပတ်မှာပါအဲဒါကြောင့်မလို့ခန်းကြီးလေးရလည်းအရေးကြီးပါတယ်ဒါမှမဟုတ်ဝတ္တရှိကခန်းကြီးနဲ့ပတ်သက်ပြီးတော့ကူပေးတာဖြစ်ပါတယ်ကဲဒီလောက်ဆိုရင်တော့ဝတ္တရှိရဲ့ဗီဒီယိုကိုဒီမှာပဲအဆုံးသတ်ပါစေကြာမတန်းနေ bye bye